ကျွန်တော်ပတ်သမိန်ပတ်တန်လေးစဆွဲမယ်နော်စဆွဲလို့မယ်ဆိုရင်ကျွန်တော်ဒီဘေးမှာနော်ပြည်တဲ့တပြားစာတားမယ်နော်ဘာဖြစ်လို့လဲဆိုတော့ညအောင်တားတာနော်ဒီပုံမှာလည်းကျွန်တော်ပြည်တဲ့တပြားနော်မြင်းပြောက်တစ်ချောင်းဆွဲရပါတော့နော်ပြည်တဲ့တပြားတားလိုက်နော်တားလိုက်ပြီနော်တားပြီးရင်ကျွန်တော်တူလိုချင်တဲ့အရှိကိုလည်းတစ်ခါတိုက်မယ်အရှိကိုအရင်တိုက်လို့နော် ီအရှိကိုတစ်ခါတည်းတိုင်းဖြတ်လိုက်မယ်เนาะဒီလိုချင်းတဲ့အရှိပြီးတဲ့ခါကျရင်ဒီမှာအကျင့်เนาะဓမိတ်ကွင်းဖြတ်ဖို့33လောက်မှဆိုရင်ဆယ်33လောက်မှအကျင့်ကိုဒီမှာလာပြီးတော့မှတ်လိုက်မယ်เนาะဓမိတ်ကြီးမှာမှတ်ပြီးသွားရင်ကျေလို့ပါလို့မယ်เนาะမှတ်ပြီးသွားရင်ကျေလို့ဒီမှာခောက်စာကြီးတစ်ခါတည်းပေါင်းမှာနော်เนาะဒီပုံမှာကျေလို့ခောက်စာဘယ်လောက်လဲတစ်လက်မှာအပွဲရှိတယ်ဟုတ်လားနော်ဒီဘောမှာခောက်စာတလက်မှာကွယ်နော်ဒီအောက်မှာလည်းခြေခောက်စာဘလောက်လဲတလက်မှာကွယ်နော် ်တခါလေအဲ့ဒါတွေပေါ့ပေါ့လို့ဆယ်ဆွဲလိုက်ပြီနော်အရှိမသုံးလက်မပေါင်းထားတာဖြစ်တဲ့တော့နော်နော်ပြီးရခါကြရင်ဆယ်ဒီဘက်ပြီးနော်ဒီဘေးမှာလည်းဆယ်တခါလေမပေါင်းမိတာနော်ဒီဘေးမှာလည်းဆယ်တခါလေပေါင်းလိုက်ဒါရဲ့ဗာလဲချေအနီလေးနဲ့ဆွဲပြထားတာဒီခောက်စာကြီးခြံလိုက်တာเนาะပပလဲအကုန်လုံး ကျတို့ခောက်စာရွေးချုပ်စာရွေးတခါလေးပေါင်းပြီးသားနော်ပေါင်းဆွဲလိုက်ဒီခါလေးဆွဲပြီးတော့ရင်မလုပ်မလဲအဆိုပါကျတို့ဓာတ်မှန်မယ်နော်ဓာတ်မှန်မယ်ဓာတ်ကကြတော့ဘလို့မှတ်မလဲဆိုဒီခောက်စာမပေါင်းနော်ဒီခောက်စာရဲ့အတွင်းကနေလာမှတ်မယ်နော်ဒီခောက်စာချန်သားရဲ့ခောက်စာကိုဖယ်ပြီးတော့မှဒီအတွင်းကနေဓာတ်ကိုဘလောက်မှတ်မလဲဆိုလေးချောင်းထဲမှာဖြစ်ဖြစ်ဆိုကျတို့ကဒီမှာစားထားတယ်ဓာတ်တစ်ချောင်းကိုဓာတ်လေးချောင်းထဲမှာဖြစ်တယ်ဆိုတော့ချေကကနေစားထားလဲဆိုငါးနဲ့စားထားတယ် ငါးနဲ့ဆက်လိုက်တဲ့အတွက်ငါးချောက်ကြီးကုန်ပြီ6လက်မှဒီ6လက်မှဒီတောက်တစ်ချောင်းနဲ့တစ်ချောင်းအကွာအဝေးဖြစ်တယ်ဒီကြောင့်လို့အဲဆိုရင်ဒီထိတ်ကနေပြီးတော့ဘယ်လောက်ခွာမလဲ6လက်မှခွာနော်ဒီချောင်းထဲမှာနော်ဒီထိတ်ကနေချက်လို့ဒီကနေဘယ်လောက်လဲ6လက်မှလောက်ခွာတယ်ဒီမှာတစ်ချောင်းပြီးတော့အဲ့ရနေမှာတစ်ခါ6လက်မှပြန်ခွာမယ်ဟောဒီမှာတစ်ချောင်းဆိုတော့ဘယ်လောက်ချောင်းထဲမှာလဲ၄ချောင်းထဲမှာနော် နော်နောက်ထပ်6လမတစ်ချောင်းမ3ချောင်းပဲရှိသေးတယ်နောက်ထပ်6လမတစ်ချောင်းဆိုတော့အဲ၄ချောင်းရသွား10နဲ့3လေးနော်ဒီဟာကို6လမစီချေလို့ချလိုက်တာနော်ချပြီးသွားရင်ချေလို့ဒါအပေါ်ကခောက်စာကြီးလေးနော်ခောက်စာမြင်းရောချေလို့ကအပါနော်ဓာတ်ဆွဲမယ်ဓာတ်ကိုဓာတ်ရှည်ကိုကြာဘယ်လောက်ယူမလဲဆိုတော့အမှန်တကယ်ဓာတ်ရှည်ကိုကြာချေလို့က9လမပဲယူရမှာနော်ဒီမှာခောက်စာကြီးရောတခါလဲဆွဲမယ်နော်အမှန်တကယ်သူ့ရဲ့ဓာတ်ရှည်ကြီး9လမဒီခောက်စာလေးလာဆွဲမယ်နော် ဒီခောက်စာရောလာဆွဲမယ်เนาะသူရဲ့ဓာတ်အရှိသည်ခြေရော9လက်မကိုပဲယူမှာเนาะဓာတ်အရှိက9လက်မ9လက်ဆိုမဲ့ဒီခောက်စာကနေစပြီးယူပြီးမယ်เนาะဒီခောက်စာရောအပါဆွဲမယ်เนาะခောက်စာတက်လက်မကွဲဆိုတော့ခြေရော8လက်မကွဲလောက်ဖြစ်သွားတယ်နော်ဓာတ်ရှိရဲ့၈လက်မှကွယ်ဓာတ်ရဲ့အကျယ်ကိုကြတော့ဘယ်လေးစိတ်ညာလေးစိတ်လာမှာဘယ်လေးစိတ်ညာလေးစိတ်နော်ဘယ်လေးစိတ်ညာလေးစိတ်ဆိုဒီဒီဘောကနေပဲလာဆွဲမယ်နော်နော်ဒီလိုပုံစံလေးဖြစ်သွားမယ် เนาะဒါလည်းတူတူပဲเนาะဓာတ်ရှည်ဒီရှစ်လမှာကွယ်เนาะဒီဒီပုံမှာခြေတို့ကဒီမှာခောက်စာရောတခါတယ်ပါတယ်ရှစ်လမှာကွယ်ဖြစ်သွားသူရဲ့ဓာတ်ရှည်အမှန်တကယ်ခုနှစ်လမှာပဲယူပါမှာเนาะအာဒါလည်းတူတူပဲเนาะမှာတောက်ကိုကျတော့၄တောက်လာပြီးတော့ဆွဲမယ် ဲဘယ်လောက်စီချလိုက်တာလဲ6လက်မစီချလိုက်တာအကုန်လုံးเนาะဒီကနေလဲ6လက်မဒီကနေလဲ6လက်မเนาะ6လက်မစီချလိုက်တာเนาะတောက်ရဲ့ဘေးကျဲဒီဘယ်လေးစီညာလေးစိတ်เนาะအကုန်လုံးတူတူပဲဘယ်လေးစိတ်ညာလေးစိတ်ပဲเนาะတောက်အရှိဒီဒီကနေဒီကိုတောက်အရှိဟာဘယ်လောက်လဲဆိုတော့ဒီမှာခောက်စာရောပါတယ်ဆိုရင်ရော6လက်မကွဲဖြစ်သွားတယ်เนาะခောက်စာရောပါတယ်ခောက်စာမပါဘူးဆိုရင်ဒီတော့9လက်မပဲယူပါ ဒါလေးပေါ့โอเคအဲ့ဆိုကျတော့ဓာတ်တွေလည်းဆွဲပြီးသွားပြီเนาะဓာတ်တွေလည်းဆွဲပြီးပြီเนาะဒီမှာလည်းတလက်မကွဲအောက်ကခောက်စာเนาะအပေါ်မှာလည်းပါပြီးသွားပြီเนาะဘေးဒီမှာလည်းခောက်စာပါပြီးပြီနောက်ထပ်ဘာကြံသေးလဲဆိုတော့ကျတော့ကျိုးထည့်ဖို့ကြံသေးတယ်เนาะပတ်ထမင်းဖြစ်တဲ့အတွက်ကျတော့ဘာထည့်ရမလဲဆိုတော့ကျိုးထည့်ပေးရမယ်เนาะကျိုးကကျတော့ဘယ်လိုဘယ်လိုထည့်မလဲဆိုတော့ကျိုးကပေါ့เนาะကိုကကိုရဲ့ခါကဘယ်ဘုံလားညာဘုံလားเนาะကိုကစဉ်းစားမယ်ကိုဝစ်တဲ့เนาะကိုဝစ်မဲ့ ထမင်းသည်ကိုဝိမဲ့ခါသည်ဘဲဘုံလားညာဘုံလားစဉ်းစားမယ်အတွင်းချမ်းနဲ့အဖုံချမ်းတစ်ခုရှိရပေါ့နော်ဒီလိုမျိုးအတွင်းနဲ့အဖုံနဲ့နော်ဆရာတို့ဒီအတွင်းချမ်းကျိုးကိုဘာလုပ်တာမလဲဆိုတော့ဒီရှေ့ရှေ့ထားပေးရနော်အတွင်းချမ်းကျိုးကိုအတွင်းချမ်းထားမဲ့ကျိုးကိုရှေ့ထားပေးရမယ်ဥပမာကျိုးကခြေကလက်မ20စီယူမှာနော်ဒီခွဲလိုက်မယ်ကွာနော်ကိုဝိမဲ့ဘက်ချမ်းကွာခွဲပေါ့နော်ခြေကဘဲဘုံသမားဖြစ်တဲ့အတွက် เนาะเบบုံးတော့မှဖြစ်တဲ့အတွက်ကျွန်တော်ကဒီအဖုံးချင်းကဒီဘက်မှာလာညာဘက်မှာလာเนาะဒီလိုမျိုးလေးခွဲကြည့်လိုက်မယ်เนาะဒီလိုမျိုးလေးပိတ်စာကိုခေါင်းထဲမှာကိုကလာနေပြီးတော့เนาะဂျိတ်တမိန်လိုပဲเนาะကိုကဘယ်ဘုံးညာဘုံးခွဲလိုက်ပေါ့ကိုကအတွင်ဒီဘက်ကအဖုံးချင်းเนาะဒီလိုမျိုးလေးခွဲမှလိုက်အဲ့ဆိုဒီအတွင်ချမ်းဘက်ပေါ့เนาะပြီးရင်ကျိုးအထည့်ပြန်လိုက်မယ်ဒီအတွင်ချမ်းဘက်ဖြစ်တဲ့ဘက်ပချမ်းကိုကျွန်တော်ကျိုးကိုအဖုံးချမ်းထက်ရှည်ရှည်လေးထားပေးရเนาะဒီဖုံးချမ်းမှာဥမာဖုံးချမ်းမှာချက်ပါလက်မ20ပဲယူမှာကျိုးရှိဘူးเนาะကျိုးကျိုးရှိထုတ်လိုက်ပေါ့เนาะ တိုးရှိသည်ကျော်လက်မ20နော်လက်မ20ဒါပါအတွက်လဲဆိုကျိုးအတွက်နော်ခါမစီးဖို့ကျိုးအတွက်လက်မ20အဲဆိုရင်ဒါဖုံးချမ်းမှာလက်မ20ဆိုရင်အတွင်းချမ်းဖြစ်မဲ့ဘက်ကိုကြတော့သူ့ကိုပို့ယူပေးမယ်နော်သူ့ကိုပို့ယူပေးမယ်ဆို25လက်မလောက်ပို့ယူပေးပေါ့နော်သူ့ထက်ပို့ရှိမယ်5လက်မလောက်ပို့ရှိပြီးယူပေးမယ်အဲ့လိုမျိုးပေါ့ဥပမာအဖုံးချမ်းအတွင်းချမ်းအဖုံးချမ်းကိုကျေတော့တထောင်ယူရဆိုရင်ဒီအတွင်းချမ်းကိုနော်တထောင်တမိုက်လောက်ယူပေးအဲ့လိုပုံစံလေးပြောတာပေါ့နော်အခါစိုက်သေးတယ်ဆိုရင်တထောင်နဲ့ရတယ် เนาะဖုံးကျန်းအထုံးဖုံးကျန်းကိုတထောင်အတွင်းကျန်းကိုတထောင်တက်မိုက်ယူပေးမယ်เนาะအတွင်းကျန်းကိုပိုရှည်ပြီးယူပေးရမယ်ပြောတာပေါ့เนาะကျတော့အတွင်းကျန်းမှာခြေဘောက95လက်မအရှည်ယူပေးလိမ့်မယ်เนาะသူ့ထက်5လက်မလောက်ပိုယူပေးမယ်เนาะဒီအတွင်းကျန်းမှာပိုယူပေးမယ်เนาะအတွင်းကျန်းကဂျာဘယ်လိုဖြစ်တယ်ဆိုတော့ဒီဘက်ကနေပတ်ပြီးတော့မှဒီလိုလာစီရမှာเนาะခါတစ်ဘက်ကိုပတ်ပြီးတော့မှဒီဘက်မှာဖုံးဘက်မှာလာစီရမှာဆိုတော့လေဒီကျိုးကရှည်မှာရเนาะဒါကျိုးအတွက် ဒီဘက်မှာဒီဘက်ကအဖုံးချမ်းကျိုးဒီ16လက်မှာ1000ဆိုလဲရတယ်ဒီဘက်က1000ယူရင်ဒီဘက်က1000တမရောက်ယူပြီအဲ့လိုပြောချင်တာနော်ဒီဘက်က20လက်မှာ20ယူရင်ဒီဘက်က25လက်မှာလောက်ယူပြီနော်အဲ့တော့အတွင်းချမ်းကိုအကျိုးရှိပို့ယူပြီအဲ့လိုပြောတာနော်အတွင်းချမ်းမှာအကျိုးရှိပို့ပြီးတော့မှဂျယ်လူဒီကျိုးချီတဲ့အခါမှာနော်ဟိုနေဗာလဲလုံလောက်လောက်ဖြစ်မှာပေါ့နော်နေမို့ဆိုရင်ကျိုးတိုးနေဆိုရင်လည်းချီလို့အဆင်ပြေမတရားကြီးကျိုးရှိနေရင်လည်းမကောင်းဘူးပေါ့နော်ပုံမှန်လေးပဲကောင်းဒီဘက်မှာ1000ယူဒီဘက်မှာ1000တမရောက်ယူအဲ့လိုပုံစံမျိုးပဲပေါ့နော်နောက်ခြုံနီးပိုင်းလေးကိုချေပြပြမယ်ဒေါက်တီအရင်ခြုံလိုက်နော် နော်ဓာတ်တွေချုပ်ချောက်ဓာတ်တွေချုပ်ပြီးသွားရင်ကျတော့ဒီဘေးတွေနော်ဘေးခောက်မယ်နော်ဘေးမခောက်ခင်မှာအပေါ်ကိုနော်ဒီဘေးကိုအရင်ခောက်မယ်နော်ဘေးကိုအရင်ခောက်ခောက်ပြီးသွားရင်ဒီအပေါ်ကိုကြတော့ပြီးမှာအောက်တွေခောက်မယ်နော်အောက်တွေကိုလည်းဒီတလမောက်၄စိတ်တစ်ခါတလမတစ်ခါနော်အပေါ်ကိုလည်းကျတော့ကကျိုးကဒီဒီနားမှာထည့်ပြီးချုပ်ကမှာငုံချုပ်ကမှာပေါ့နော်ကျိုးကတွင်းချုပ်ကမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာ၄စိတ်တစ်ခါတလမတစ်ခါခောက်မယ်မိဘူးလေးချိုးထားမယ် ဟုတ်လားချိုးတိုင်အပ်ကြတဲ့မှာမှာချိုးလက်မ20ချိုးချိုးရဲ့အကျယ်ကိုကြာဘယ်လောက်ယူမလဲအရှေ့က20ဆိုချိုးရဲ့အကျယ်ကိုကြာတော့ဂျေရုသည်အဲတလက်မချိုးကမတရားအကြီးလည်းမကောင်းဘောเนาะဂျေရုတလက်မကွယ်လောက်ဆိုရတယ်เนาะတလက်မကွယ်နှစ်လက်မပေါ့เนาะအဲချိုးကိုအဲ့လေးစိတ်လောက်ချုပ်ပြီးတော့ဂျေရုလှန်ထုတ်လိုက်เนาะလှန်ထုတ်ပြီးတော့မှဂျေရုမြူးလေးပြားနေအောင်ဖိပြီးတော့အဲဒီမှာလာတက်လို့ရတယ် เนาะတလမခွဲဒါမှမဟုတ်နှစ်လမအကျယ်လောက်ယူပြီးတော့ဗောနော်ဒီကျိုးကကြတော့ကိုစစ်ကြိုက်အပြားအောင်ယူလို့ရတယ်ဗောနော်မတည့်အကြီးကြတယ်မလောက်တလမခွဲနှစ်လမအကျယ်လောက်ဆိုရတယ်เนาะကျိုးရှိရအောင်20ဗောနော်ဒီဘက်ကိုသတိထားမှာဒီဒီအတွင်းချမ်းကိုခြေတော့ပို့ပြီးတော့ကျိုးကိုရှေ့ယူပေးရမယ်เนาะအတွင်းချမ်းကိုအတွင်းချမ်းမှာကျိုးကိုပို့ရှေ့ပေးရမယ်အဖုံးချမ်းထက်ဗောနော်โอเคဒါဆိုရင်ခြေတို့ရဲ့လွယ်ကူရိုးရှင်းနဲ့ဗောနော်ဒီပတ်ထမီပတ်တက်လေးရမယ်လို့ထင်ပါတယ်အဆင်ပြေပါစေအကျိုးရှိပါစေ เนาะแชร์วิดีโอတွေအကျိုးရှိတယ်ဆိုရက်စလိုမှန်ခဲ့ပြီပေါ့เนาะနောက်ထပ်လည်းဒီဆက်ချုပ်ပညာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုလာပြီးမျှဝေမှာဖြစ်ပါတယ် follow လို့ရတယ် follow လေးလုပ်ပေးခဲ့ပြီအောင်เนาะကျေးဇူးတင်ပါတယ်